ွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံအတနာခံစာတင်ထားတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောပါရယ်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ကိုစလဲလောင်းအမည်စင်းကနေပယ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးနိုဝင်ဘာလ၁ရက်နေ့ကရန်ကုန်မြို့တောင်ဝင်းမြို့နယ်က Sky Star Hotel မှာပြုလုပ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရွေးကောက်ပွဲကျင်းပစာတမ်းမိတ်ဆက်ခြင်းအခမ်းအနားမှာဒေါ်သက်သက်ခိုင်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ် UEC ကိုအတနာခံစာတင်ထားပေမဲ့ UEC ကဒီအတနာခံစာကိုလက်ခံမခံဆိုတာဒီနေ့အထိအကြောင်းမပြန်သေးဘူးလို့လဲဒေါ်သက်သက်ခိုင်ကပြောပါတယ်။သူအနေနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်မရှိရင်လေပါတီဥက္ကဋ္ဌအဖြစ်ဆက်ရှိနေမှာဖြစ်တယ်လို့ဆိုပါတယ်။သူဟာဗဟန်၊ကမာယွတ်အလုံး၊စမ်းကြောင်၊ကြည်မနိုင်၊လိုင်း၊မယန်းကုန်၊မြောက်ကလာမြို့နယ်တို့ပါဝင်တဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှောက်လာတင်သွင်းထားတာဖြစ်ပါတယ်။ လက်ရှိမှာပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ပြည်သူ့လွှတ်တော်မှာ193ရောက်အမျိုးသားလွှတ်တော်မှာ144ရောက်ကိုယ်စလဲလောင်းအဖြစ် UEC ရဲ့အတိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်လို့သူက ပြောပါတယ် UEC အနေနဲ့ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့မှာတတိခံကပ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီးရောအော်တိုဘာလ21ရက်နေ့ညနေပိုင်းမှာတော့ဒေါ်သက်သက်ခိုင်ကို ကိုယ်စလဲလောင်းစင်းကနေပယ်ဖျက်လိုက်တဲ့ဆိုပြီးအကြောင်းကြားခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်ဒါကြောင့်အော်တိုဘာလ24ရက်နေ့မှာ ဒေါက်တာတက်ခိုင်က UEC ကိုအတနာခန်းစာတင်ခဲ့တယ်လို့ကံမောစာဘန်ကိုလည်းအော်တိုဘာလ30ရက်နေ့မှာအကျွေးချက်သိန်း5000ကို ပေးဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါရယ်ဒေါက်တာတက်ခိုင်ဟာရန်ကုန်မြို့ကဘာရီဖျားလန်းနဲ့ဆီယာဆန်လန်းထောက်မှာရှိတဲ့68 resident အင်ယာစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့ကံမောစာဘန်စီကငွေကျပ်ဘီလီယံ100ကျော်ချေးယူထားတယ်လို့သတင်းတွေထွက်ပေါ်နေတာပါ